ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာချန်နယ်လေးကနေစေဝင်စားပွဲတတိတံဝေကရပွဲအောင်တတိရင်ဖို့ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါ ကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။သူတစ်ပါးရဲ့အတိုင်းမြုံကိုလောဘအဟုန်ကြောင့်ဖြစ်စည်းခဲ့မိတော့ဦးစင်းလူထွက်ကိုဖိုးအောင်ရဲ့ဘဝနီကုန်းလို့အမည်ရတဲ့စေဝင်စားပွဲ တတိတံဝေကရပွေရောတဲ့တဲ့ရင်ဖို့ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပြီးမှဖြစ်လို့ခံစားနားစင်အပေးကြပါဦးခင်ဗျာတချို့တလေတော့ဖြစ်ရမန်တို့ကကာယကံရှင်ရဲ့ဂုံတိခါကိုငှဲ့ွက်လို့နိယတိတန်နဲ့နာမိမှန်များကိုလွှတ်ပြောင်းပြီးတော့ရေးသားရတာလည်းရှိပါသေးတယ်။မိတို့ပင်ရှိစေကမူငါနဲ့မှတိုက်ဆိုင်လွန်လိုက်တာဆိုပြီးသက်ဆိုင်သူတို့က ုတို့ရစ်တိရေးစားမိနိုင်ကြပါလိမ့်တမမတက်လူကိုတက်တယ်လို့ဖြစ်ခဲ့တော့လုံမကင်မမြကြောင့်တခြားလုံးအလွဲလဲချောချောကစဉ်ကလေးရရှိခဲ့တော့လေတချို့ကမိမိကိုယ်ကိုတတိမထားမိကြပါငါဖြစ်နေတူလိုက်တော့ငါလည်းသူတို့မကြိုက်တော့လုံမိပြီနဲ့တူတယ်ဆိုတော့အတွေ့မြောက်ဝင်လာပြီးစင်ကျင်သွားတတ်ကြပါလိမ့်အရှိဟိုးအဝေးမှာတောင်းနေမြောက်ဝစင်လျက်ရှိတော့ တောင်စင်တောင်တန်းအထက်ထက်တရှိလိုနေပါလိမ့်ညွညွဆန်းဆန်းပြာရင်မောင်းတန်းလို့ဒီဘက်မှာထိုးထွက်နေတော့တောင်ထွေကြီးတစ်ခုကလည်းတိတိကျကျတရှိလိုနေပါလိမ့်တောင်ထိတ်ကပီးရနဲ့ကြောက်တာဖွေးဖွေးစင်ရုပ်တတန်းခရီးရီကိုစင်နေတူတဲ့ဖြင့်ပြောဆိုရမောစင်တောင်ဆိုပြီးတော့ရေးပဝေသနီကလေးကခေါ်ဝေါ်ကြပါလိမ့်စင်တောင်မဟာချိုင်ဝင်းကတေတော်ဝါတော်မြောင်းပြစ်တိတ်ထိုးလျက်ရှိပြီးတမျိုးတစ်ခု ။တပြင်းလေးကြီးကြေပြော်လာပါတယ်။မဟာမြိုင်တကျောမှာမိုးခညွညွရွာလာနေရေဝီလေးတစ်ချောင်းမှာတောင်ကြီးမြောင်းတရကြံထိုးဆင်းလာပြီးတော့ကျောက်ဖျားချောင်းတိုင်းသမုံမြစ်ထဲကိုစီဝင်ကြပါတယ်။တောင်ကြီးမြောင်းကိုကျောက်ဖျားချောင်းရဲ့ဝဲရံပေါင်းလက်တန်ထိုးမြောင်းပေါင်းများပြုလုပ်ပြီးသွေယူကောင်းသဘာတိနံမြောင်းစိုက်ပျိုးကြတယ်။ချောင်းရဲ့ကမ္ဘာတစ်ချောင်းပေါင်းတန်တော်ရွာမြောင်းဦးရွာအလေခံရွာ တာဂရရွာဆရှိတဲ့တောင်သူတို့ရဲ့လောက်ကွက်များရှိပြီးရွာနဲ့ဝေလံကြပါတယ်တချို့သော တောင်သူများကချောင်းကနပူထိမ်မောင်းအမြင့်နေတဲလေးများကိုဆော့လုပ်ပြီးမိသားစုများပေါ်နေထိုင်ကြတယ်ကြောက်ဖြာချောင်းမောင်းမိုးကုံလို့တောင်ကျရင်များမစင်းတော့တဲ့အချိန်တတန်တန်စီးနေတော့စိန်ဆန်းရင်များကတဆောင်လုံးတစ်နှွေလုံးပြက်လက်သွားတယ်မရှိခဲ့ပါရွာနေချောင်းဆက်များနဲ့ကွာလန်လာသဖြင့်လဲတောအောင်မြမဲများထူထပ်စွာရှိနေပြီ ကျောက်ကမ်းပေါင်းများရဲ့ဆက်မောင်းစူရီချုံကလင်းယုံအစရှိတဲ့အပင်မြောင်းပိတ်ပိတ်သားသားရှိနေပါတယ်။ရွာမနေမယ်ဆိုရင်မိဖို့ကြောင့်သုံးအတွက်ထင်းပူရောက်ကျွင်နွားတလိဆန်းလူသုံးရေအတွက်လုံပန်းရနဲ့ရေထင်းကိစ္စက အလုတ်ကြီးတစ်ခုလိုဖြစ်နေပါတယ်။ကျောက်ဖြားချောင်းရဲ့ကမ်းပေါင်းမှာရှိတဲ့ရခင်းထဲမှာပဲတင်းဆောက်ပြီးတော့နေလိုက်ရတာက နေ့စဉ်ရာတင်းနဲ့ရွာကိုအသွာပြန်လောရတဲ့ဒုက္ခရေမကြွယ်ထင်းမကြွယ်ဖြစ်ရတဲ့ဒုက္ခကလည်း အင်ဂျင်သွားခဲ့တယ်။ဟင်းလျာအတွက်ဆိုရင်လည်းရထဲမှာထွက်တော့အသီးနှံကိုဆွတ်ခုပြီးတော့ဖြစ်စေဝါရင်မိုးမြင့်အစာရှိတာကိုပဲဖြစ်စေလွင်လင်းတကူချက်ပြုတ်စားတောင်းနိုင်ပါလေ။အစာစားရရောင်းကုန်ကြစရိတ်တတ်တာဖြင့်တခုလက်နဲ့တလင်းကောင်အပြိုဆဲတွဲနဲ့မလဲနိုင်ပါဆိုရတော့အဆင်ပြေလွင်လာပါလေ။ကြောက်ပြချောင်းကမ်းပါတစ်ချောင်းပေါင်းတဲ့တလုံးနဲ့နေကြသူများရှိတဲ့ကဲ့သို့နှစ်တဲ့သုံးတဲ့အစု လေး90စုလေးမြောက်နေနေကြတာလည်းရှိပါသေးတယ်။အင်ပလက်တဲကုံတစ္စည်းရေတဲကုံအစရှိတဲ့တဲကုံတို့ဟာရွာငယ်လေးဒီမှာမြှရှိပြီးလေယာကိုင်းကျွင်းဝိမှုရေးလုပ်ငန်းများနဲ့ချောင်းချောင်းလေးလေးနေနိုင်ကြပါသေးတယ်။လူလေသေးမရှိအောင်ကုန်ပစ္စည်းများကိုတင်လို့ရောင်းချနေတော့အင်ဂျင်များတောင်ရှိပြီးတော့စိုင်းကဲတဝီဝီနဲ့ကုသန်သွားလာနေကြပါသေးတယ်။အိမ်ပေါ်စူးစို့ပြိုဟိခွေးခေါ်လို့ဆိုအောင်မလားမသိဘူး။ မူလနေထိုင်ရာရွာမှာရှိသောအိမ်ဝိုင်းခြံများကိုပြစ်ထားခဲ့ပြီးရာထဲများကို ရွှေ့ပြောင်းသွားကြသည်ဖြင့်တချို့သောအိမ်ဝိုင်းများမှာချုံမေပေါင်းများပေါက်ရောက်လျက်ရှိပါသည်မိသားတစုလုံးပြင်နှွားလဲထွင်းထဲနဲ့ခွေးကြက်ဝက်များပါမကြမ်းသိမ်းဆောင်သွားကြသည်အိမ်ပလက်တဲကုန်းမှာမူလရန်စင်ပညာသင်ကြားရေးကိုကုတုကုရစုပေါင်းကြလို့ကြောက်ဆောက်ဆရာငှားပြီးသင်ကြပါသည်အလေတန်းနဲ့အထက်တန်းစင်ကို မိမိတို့ရွာမှာရှိသော တွဲဘက်ကျောင်းများမှာ၎င်းတာကရာအထက်တန်းကျောင်းကို၎င်းစပိန်ဆိုင်ကင်းများနှင့်တက်ကြရပါသည်တတဲတဲသာရှိသောဖူအောင်ရဲ့တယ်လီကတော့ကျောက်ပြချောင်းရဲ့မြောက်ဘက်ကပီယန်ထိပ်ပေါ်မှာတည်ရှိပါသည်တဲရဲ့ရှိမှရှေးတုန်းကတည်းကရှိခဲ့သောအီယမမကြီးပင်ကြီးတစ်ပင်ရှိလို့အိုမင်းရင်ရုံနေပြီဖြစ်သည့်ဖြင့်ပင်စည်းကိုင်းမြောင်းကျိုးကျကျရှိလို့နေပါသည်ငါးဧကခန့်ရှိသောလေပွဲရဲ့အင်ဂျင်ပင်လေလို့ခေါ်သော လေခွက်ကြီးမှာမကြီးပင်အမိန်မြောင်းမြေထောက်ကြနေပါလေလေချက်သားနဲ့တစ်ဆက်ထဲမှာပဲတုံငယ်တတော်ရှိပြီးအဲ့ဒီတော်လေးကိုရခုတ်လို့ရန်အတွက်ဖူအောင်ကနေရမှတ်ထားပါလေအင်ဘလက်တဲကုန်းကကိုမြောင်အောင်နဲ့ကိုညီမောင်တို့တော့ပဲဒီစိမ့်နဲ့ကြက်လိုက်ကြတာမပြောပါနဲ့တော့တေတော်သေးကိုလိုက်ပြီးရောင်းတာတတင်းကို2000ကျော်လို့ပြောတယ်အခုတော့1800ဖြစ်သွားတယ်ဆိုလားပဲမသိပါဘူးတော့ မနက်ခင်းစောလေထဲရတဲ့မစင်းမီပူအောင်တို့မိသားစု၄ယောက်ကခရမ်းညင်တီထောင်းပြီး ပေးတိတုံနဲ့အားရပါရထမင်းညာစားနေကြပါလိမ့်ပူအောင်ရဲ့ဇနီးမတ်တင်ကတုံများတဲ့ကားလေးပေးတိစင်းရကြတော့ကိုအားချပြီးယမနီကဟိုဘက်တဲကုန်းမှာကြားခဲ့ရတော့စကားကို ပြန်လည်ပြောပြနေခြင်းဖြစ်ပါလိမ့်အေးဟာပေးစီကလည်းထွက်ခါစားမှုထင်ပါရဲ့ဈေးကောင်းလိုက်တော့ဟာပေးတိစင်းကလည်းရောက်ွက်ကောင်းကောင်းရှိမှဖြစ်တော့ ုက္ခရာကွယ်ကောင်းမရှိတော့ခတ်နေတာပေါ့တင်ရကိုဖိုးအောင်က မတင်ကိုထည့်ပေးတဲ့တော့ပေးသီးတော့ကိုဓမိမမြုပ်ပြီးတော့ခွန်လိုက်ခါပလုပလုံနဲ့စာရင်ပြောလိုက်ချင်းဖြစ်ပါတယ်မတင်လင်းအကြီးမလေးနဲ့ငေကောင်ကို ပေးသီးတော့နဲ့ခရမ်းညင်သီးတော်မြတ်ကို လိုက်ပုံပေးနေပါတယ်ဒီလိုလုပ်မဟာတို့ဥထားတဲ့တော်လေးကိုခုနွေတဲ့ခိုးလိုက်ရင်သုံးလေးဧကထမနဲ့ ပေါ်လာမှာပါတင်ငုံကြီးကြတွေကိုတဖြည်းဖြည်းမှတို့ပြီးတော်ရှင်မိရှုလိုက်ရင်လာမဲ့မိုးမီလုံနိုင်တယ်လူဝမရမျိုးစိမျိုးစံလေးတော့ရှာထားပေါ်ဟာမလုတ်ပါနဲ့ကိုဖိုးအောင်ရေမစားရရင်နေပါစေနှကြီးတဲ့ညောင်မင်းကြီးကလည်းရှိနေတဲ့ဥစ္စာတော့ကြောင့်ကွန်ပိုင်တော်ပိုင်နေမကြရင်ခက်နေပါဦးမယ်တော့တော်ဖီတို့လက်ထက်ကလေးကခုတ်လက်စာတန်းလန်းနဲ့ဆက်ပြီးမလုတ်ရတော့လို့ရက်ထားတာလေ အင်းအင်းချင်းတရားတန်းနဲ့ဝေယုံတော်များရှိသောရင်းတော်ကိုဘုရားရဲ့အဖေရလုံရံတွေအခုတ်ထွင်ခဲ့မှုတည်းတော်ရဲ့တနည်းမှာညောင်မင်းအိုကြီးတပင်ရှိလို့ရှေးကလေးကအလွန်နှက်ကြီးတယ်လို့ဆိုကြပါတယ်ဘုရားရဲ့အဖေလည်းဒုက္ခရင်မှဆက်ပြီးတော့မလုံရတော့တဲ့ဖြင့်တပိုင်းတစ်ပြက်နဲ့ရက်ထားခဲ့ရောပိုးစိုးတော်ဖြစ်လို့နေပါတယ်ကိုဘုရားလည်းသမင်းညာစာကလက်တော့ပြီးတာနဲ့လေထွင်ရန်နဗျာနေတဲ့ရှင်ကို တပိုးတုံးတင်လို့တပိုးကျွတ်တက်လို့နေပါလေမတင်ကမဏိမကံမှာရှိသော အင်ပလက်တဲကုန်းချောင်းကို စာတင်သွားရန် ကလေးနှစ်ယောက်ကို ပြင်ဆင်ပေးနေပါလေမြောက်ဘက်တဲကုန်းကမြောက်အောင်နဲ့ညီမောင်တို့တွေဘယ်ဒီစိမ့်များရပြီးရွှေဝယ်ဆိုင်ကလေးဝယ်ကြနေကြတော့ပူအောင်ရဲ့စိတ်ထဲမှာဂျူတုရော့တာဖြစ်လာပြီးလောဘမီးရန်များတက်လို့လာခဲ့တယ်ရတဲ့အတိနံမပါပဲလေတမျိုးတွေသာလုံယုံနဲ့ ပြိုးရေးပြားရေးလူမှုရေးများနဲ့စုစုပုပ်ပုပ်မှမရရင်စားပြစ်တောက်ပြစ်သာရှိမယ်ပယ်ဒီစိန်ပယ်စင်ကုန်ဟင်းသာပဲအစားရှိတာတွေလိုရာထွက်သီးနှံများလုံနိုင်သောရာခွက်ကောင်းကောင်းရှိမှဖြစ်တော့မယ်လို့တတိချက်ဆုံးဖြတ်ချက်ချလိုက်ပါလိမ့်ဖိုးအောင်ကဇနီးဖြစ်သူမတ်တင်တားမြစ်နေတဲ့ကြားမှာလေပွဲအစမှရှိသော တောကိုခုတ်ဖြစ်အောင်ခုတ်တည်စာသပါလီချန်လက်ထားတဲ့ထဲမှာအနေငယ်ဖဲရောင်းပြီးတင်မောင်းတဲ့ကလားကို နေစားငှပြီးတော့ခုတ်တယ်။ထင်းလောင်စာသုံးနိုင်သောဂိုင်းတုတ်ဂိုင်းကြီးများကိုရွေးထုတ်ယူပြီးတော့ဂိုင်းများဂိုင်းနာအမိုက်တရိုက်များကိုကျွန်းပုံများလုပ်ပြီးစုပုံကမိရှို့ပါတယ်။ဒီနေ့မှစိုက်ပျိုးပန်းထုတ်ချေးဖို့အတွက်စီရင်ပြန်စင့်ခေါ်သဖြင့်ဖို့အောင်ရွက်ခဏပြန်သွားပါတယ်။တင်မောင်းတဲ့ကလာလေးညောင်ပင်အိုကြီးကိုပါရှင်းမဲထင်းလို့အပင်ရင်မောင်းတိရွက်ချောက်ဒီကိန်းဒီကြောင်များကိုစုပုံပြီးမိရှို့ကြတယ် မနေ့ကမှရှိတော့တဲ့မော်ထမင်းချက်နေတော့မတင်လေသူတို့လုံနေတာကိုမသိတဲ့ဖြင့်တားမြင်ချက်မပြုတ်တော့ပါဘင်းအညောင်ပင်ကြီးဘုံဘုံလဲကြတော့မှသိကြရပါလိမ့်ဖိုးအောင်ရွာမှပြန်အောင်လာချိန်မှာပြုတ်လဲသွားတဲ့ညောင်ပင်ကြီးကိုကြည့်ပြီးစိတ်မချမ်းမသာနဲ့နှမျောတန်တာလျက်ရှိနေပါလိမ့်ကလာနဲ့တင်မောင်ကလေးကြိုတင်ပြီးပြောမထားခဲ့မိတဲ့ဖြင့်လုတ်ပြရကောင်းလားဆိုပြီးအပြစ်မတင်ရင်ဘယ်သူမှမသိလဲရတော့ဇနီးတဲ့မတင်ကတော့ မြည်ပေါ်သလိုအမတ်ရတိုင်းပြစ်တော့ပြစ်တော့နဲ့ပြောလို့မပြီးအောင်ဖြစ်နေရပါတယ်။ဖူအောင်ကအနုညတခအားတွေကတော့မဟုတ်ပါစာပေပရိရဲ့အခြေခံကောင်းကောင်းရှိတော့ယဟန်လူတွေတို့ဖြစ်တယ်။ယောဘုန်းတော်ကြီးကြောင့်ပေါင်းရှင်သာမဏေဝင့်ပြီးအခြေခံပရိရဲ့စာပေများကိုဆရာတော်ကြီးဥဝိန္ဒိတာထံပေါင်းအပတ်တကုတ်တင်ယူခဲ့ပါတယ်။အခြေခံတင်ယူများကုန်တဲ့ခါမှာကိုရင်ဖူအောင်လို့ခေါ်တော့ အရှင်ပညာသာမီးကိုမန္တလေးစာသင်တိုင်ကြီးတိုက်ကိုဆရာတော်ဦးဝင်းနီတက်မှလိုက်ပို့အနှံပေးခဲ့ပါတယ်။ကိုရင်ဖိုးအောင်ဟာတနေ့ထက်တနေ့စာဝါများတက်လာပြီး အငေတန်းလက်တက်များပြီးဆုံးအောင်မြင်ကောင်အကြီးတန်းကိုတော့ရောက်ရှိခဲ့ပါပြီ။စာမီးပွဲများဖြည့်ဆုပ်ပြီးနေလို့နေရရောက်ကိုပြန်လာတဲ့ချိန်မှာဆရာတော်ဦးဝင်းနီတက်ကိုဥပဇေပြုလျက်ခမေတော်ဦးရွှေဆိုင် မေတော်ဒေါခါတို့ရဲ့ပြည့်စည်ရနှုတ်ကဟာနဲ့မြင့်မြတ်သောယဟန်ဘုရားကို ရောက်ရှိခဲ့တယ်။ဦးစဉ်ဥပညာသားမီးဖြစ်လာတော့ဖူအောင်ကတော့သူ့ရဲ့ဇေယျတော်နဲ့မိဘနှစ်ပါးကိုကျေးဇူးဆက်ရံတဲ့စာပေကျမ်းကတည်းကယဟန်တပါဖြစ်ပြီးစာဝါများဆက်ပြီးလိုက်ခါကျိုးသောအာထုတ်ခဲ့ပါသည်။မန္တလေးမှာအနေကြပြီးလူကြီးလည်းဖြစ်သောဦးစဉ်ဥပညာသားမီးကရွာမှဖျားဖူးရောက်လာကြသောတက္ကရာကမများကိုစိတ်နဲ့မှဲ့တဲ့မရွေးပင်နေရနှံ့စုံအောင်လို့လိုက်ပါပြတ်တော့ပို့ဆောင်ပေးခဲ့တယ်။ တနေ့မှတော့ဘာကြီးထိန်နဲ့ကြီးတော်မန်းတို့ဖျားဖို့လာကြရမှာတင်တင်တို့ပြိုတိုက်လဲလိုက်ပါလာကြတယ်တင်တင်ကတော့တေတကြီးရဲ့နဲ့လုံကြီးပေါက်လောက်အပြိုပြန်အရွယ်ရောက်စာဖြစ်လို့စက်ကောလက်ကောနဲ့ချစ်စရာကောင်းနေပါတယ်တနေ့မှဘာကြီးထိန်နဲ့ကြီးတော်မန်းတို့ကို လိုက်ပါပို့ဆောင်ပေးနေတော့နေ့ကဆိုရင်တရားတက်လျက်လက်ဆောင်ဖြစ်လို့ဆိုရမလားမသိအပြိုမာလေးတွေနဲ့အတူသွားနေရတဲ့ဖြင့် မြူးပြော်တက်ရွာလိုနေပါတယ်တင်းတင်းနဲ့မျက်စိအကြည့်ချင်းစုံမိတိုင်းတင်းတင်းကရှက်သွေးများပြန့်ပြီးမျက်လွှာလေးချသွားတဲ့ကဲ့သို့ဦးစင်းရဲ့ရင်ထဲမှာလေးတိတ်တိတ်ခုန်နေပါတယ်ဦးစင်းတရင်တုံးနေထိုင်သော ကြောင်းတိုင်းပေါင်းဘာကြီးတိန်တို့နှစ်ညဤသုံးရက်တဲခိုးနေထိုင်ကြပြီးဇကိုင်းတဲ့နေသားချင်းမန်လေးအနှက်တခွင်တပြင်းလုံးလှည့်လည်ပြီးဖျားဆောင်ပူကြပါတယ်နောက်တရက်မောင်ရှမ်းစုဘုရားမှာလောကယထာစီပြီးဘာကြီးတိန်တို့ပြန်သွားကြရအောင်ဦးစင်းတပါးလေး ရောင်တိရောင်ချဖြစ်ပြီးတော့ကြံခဲ့ပါတယ်။စာဝါလေးကောင်းကောင်းမတတ်နိုင်တော့နေရာတကောင်တင်းတင်းကတော့စုံမလို့နေပါတယ်။ဦးစင်လေးစာအုပ်စာရဘူတောင်းရန်အကြောင်းပြပြီးညမကြမီရမောင်ရွာကိုပြန်ခဲ့ရအောင်။တင်းတင်းနဲ့တူတူတန်တန်ကြတဲ့ဖြင့်ဝဲဝင်းပြီးဖြက်ခဲ့ကြပါသေးတယ်။တော်တော်လေးပစ္စည်းမတုအင်းတစ်ခုကဘေခုတကြောင်ဓာတ်နှချောင်းတီးလို့ဆိုရသလိုတင်းတင်းရဲ့ဓာတ်အောင်မှပြေမလွတ်နိုင်ကြလို့ ဥစဉ်လူထွက်ခရပါရင်ဥစဉ်ထွက်ဖူအောင်ရဲ့မိဘမြဟောင်းတူရီတော်သားဖူအောင်ကိုတင်းတင်းနဲ့အိမ်အောင်ချပေးပြီးဒုဒုပေါင်းပတ်အတူနေထိုင်ပြီးလုပ်ကင်ခဲ့ကြပါရင်ကြောက်ပြချောင်းကမမရှိတဲ့ယွမ်းနဲ့အလန်းကွာလာတော့လေပွဲမှောင်ဖူအောင်တို့လက်မရကတတလုံးဆောက်ပြီးညဉ့်ညဉ့်နေတွားရောက်ပြီးလုပ်ကင်နေကြတဲ့ကဲ့သို့သူ့ရဲ့မိဘမြကလည်းယွမ်းမောင်ကြက်ချောက်အိမ်ဆောင်ကြံခဲ့ကြပါရင် ဖူအောင်တို့ရွာမှာနေတဲ့အခါကမွေးတော့တမီးဦးလေးကိုဘုံမဆိုပြီးချစ်စနိုးခေါ်ပြီးတော့မိဘများနဲ့ထားရခဲ့ကောင်းမိဘနှစ်ပါးလုံးကွယ်လွန်သွားခြင်းကြတော့မှတော်ရဲကတဲကိုခေါ်ထားခဲ့ခြင်းဖြစ်တဲ့အငယ်ကလေးကိုတော်ရဲမှာမွေးသဖြင့်ဖူတော့ဆိုပြီးလွလွင့်တကူခေါ်တွင်ခဲ့ပြီးမောင်နှမနေအောင်စလုံးကို အနည်းမှရှိတဲ့အင်ပက်လက်တဲကို ကိုတူကိုရာကျောင်းမှာအနှံထားကြပါရဲ့အင်ဂျင်သာခွင်ရိုက်တဲ့နဲ့ခြေတန်ရှင်အမြင့်ဆောက်လုပ်ထားသော ဖိုးအောင်တို့မိသားစုနေထိုင်ရာတည်ရှိမှရှိတဲ့ပကြီးပင်မောင်အိတ်တန်းတန်ငှက်များရဲ့တချို့ချို့အော်မီတန်ကောင်တဖြည်းဖြည်းနဲ့ညှိသက်စွာရှိလာခဲ့ပြီတတောက်တောက်နဲ့ဖိုးမမျိုးတန်တောက်တဲ့မောင်နှံရဲ့တောက်တဲ့တောက်တဲ့ဆိုသောအတန်ကတော့ရံဖန်ရံခါကြာနေရပါတယ်တဲ့ရဲ့အနိဗဝင်းကျင်မောင်လူနေတဲ့ဆိုလို့နိကက်စွာမရှိသဖြင့်ညာကိုနိုင်ခန့်ဆိုရင်တိတ်စိတ်ငြိမ့်သက်လျက်ရှိပါတယ် တနေ့ကိုတနေ့ကစောကစားမောပန်ပြီးခြေပြလက်ပြအိနေကြတော့ကလေးနှစ်ဟော ကုလုကလန်လေးဖြစ်နေကြပါရဲ့အိမ်မပြောသေးတဲ့မတင်လေးကလေးနှစ်ယောက်ကိုပြင်ပေးရင်လည်းတပြောတခေါ်တွေ့တော့ပြီးဟူဘက်လေးတိဘက်လေးရှိနေပါရဲ့ရှေးပဝေးတနေ့ကလေးကရှိခဲ့တော့တော်ဦးရဲ့လက်မောင်ညောင်မေအိုးကြီးကိုဘောင်ရဲ့မျက်စိထဲမှာမင်းပြောလို့မရအောင်ရှိနေပါလေအဖေတို့အမေတို့များတက်ရှိထင်ရှားရှိနေသေးမယ်ဆိုရင်မင်းကွာ ယဟန်လူထွက်တယောက်ဖြစ်ပြီးတလောက်တော့မသိရဘူးလားဆိုပြီးတော့နေစရာမရှိအောင်ငုံငန်းလိုက်မယ်ဖြစ်ချင်းဘူအောင်လည်းအိမ်မပြောပဲရှိနေတဲ့ဖြင့်တွလုံးလဲနေရမှာအတွေ့မြတ်ကကပောက်ဒီကပောက်ချောင်းဟိုဒီဒီရောက်ရှိလို့နေပါတယ်အမေလောက်ပါဦးသမီးကြောက်တယ်သမီးကြောက်တယ်ဟမ်သမီးဘာဖြစ်တာလို့ငါသမီးနိုးလာတာလားဘုံမအိမ်မက်ရောက်ပြီးအလန်တကြားထပ်ပြီးအော်တဲ့ဖြင့် မိခင်နဲ့အိပ်ပြောင်းမဲ့ရှိကမောင်းမတ်တင်ကနိုးလာပြီးပြိုင်ပြန်နဲ့သူသမီးကိုလှုပ်ပြီးတော့မင်းနေပါလေပုံမကောင်ခေါင်းလေးကိုတစ်ဖက်ကိုဆောင်းကောင်အိပ်ပြောင်းသွားပြန်နေနေကင်းကကြောက်မှာအထိတ်တလန့်ဖြစ်စရာတွေစိုးကြရတဲ့လူတွေအိမ်မပြောသေးတဲ့ပူအောင်လေးအရာတွေမှနေလို့မတ်တင်ကိုပြောလိုက်ပါလေညနေလာပြီးဖြစ်တဲ့ကြောင့်ဒုံဒုံချအိတ်တော်မဲလောက်ခေါင်းတစ်ဖက်ကိုလှည့်ဆောင်လိုက်တယ် အမေအမေအမေလာနေပြီလို့ပေါ့လူကြီးလူကြီးလာနေတာဟဲ့ဟဲ့သမီးအမေရှိတယ်လေဘလို့ဖြစ်တာတော့နေလို့မကောင်းဘူးလားရေထတော့လိုက်အောင်ထားထားထားသမီးထားဖိုးအောင်နဲ့မေတင်တို့ပြန်ထူထားလိုက်ပြီးမတင်ကဘိုးဆောင်မကိုပွေ့ချီထားပြီးဖိုးအောင်ကကမန်းကရက်နဲ့တောက်ရေထားပြီးတော့ခက်တယ်ယော့ယော့သမီးအဖေရှိတယ်လေယော့ယော့ယော့ရေလေးတော့လိုက်အောင်ဘိုးဆောင်မလေးရဲ့တကူတော့မှလည်း ချွေများဆိုရှဲနေပြီးမတ်တင်ကပစုဟောင်းနဲ့တုတ်ပေနေပါလေ။ဟိမထဲမှာတွေ့ရသော လူကြီးကိုကြောက်ပြီးတရှိနဲ့ငိုနေသောဘုံမက အမေချုံမျိုးနေသည့်ဖြင့်တရှုပ်ရှုပ်နဲ့ငိုရက်ပြီးရေတောက်လိုက်ပါလေ။တမီးအမေကိုပြောစမ်း။နေကင်းကအเจ้าမှာဘသူတွေကအနိုင်ကျင့်လိုက်တာတော့မလားဖြစ်အမေသွားပြီးပြောလိုက်မယ်လား။ဒါမှမဟုတ်ရင်ဆီယမကတမီးဆီယမရလို့ရိုက်လို့လား။ဟုတ်တယ်တမီး အဖေကမညာနဲ့မှန်မှန်ပြောစမ်းအေကန်တော့ဟိုဝါတုတ်တုံးနဲ့လူကြီးဘာကြီးမြတ်နဲ့တွေ့လာပြီထင်တယ်ဘာကြီးမြတ်ကတိတ်ပြီးတော့အစနောက်တန်းတာအဲ့ဒါအဖေရဲ့ဦးမင်းတော်တယ်တမီးကအဖေရဲ့တမီးမန်းတိရနဲ့ချစ်လို့စလိုက်တာနေမှာပါအဖိုးမြတ်ကိုတမီးတိတာပေါ့ဆွေမျိုးတော်တွေပြောပြီးဟိုနေ့ကတမီးတို့မောင်နှမနှစ်ယောက်ကိုမောင်းတစ်ခုစီတော့ပြေးလိုက်သေးတယ်အခုလူကြီးကကြောက်စရာကြီး ခုံကြီးသမီးစီကိုလာနေတာသမီးကြောက်တယ်ဖိုးအောင်ရှိကိုတို့လာပြီးသမီးလေးဘုံမရဲ့ဟော်ဒီပတိစီကြနေသောမျက်ရည်စာများကို သူ့ရဲ့ကောင်းမောင်းတဲ့ဘက်နဲ့အတရာတုပ်ပေးနေပါလေမတ်တင်ကတော့တခြားခြားငိုလျက်ရှိနေသောသမီးကို အောက်ပြန်ချလို့ဆောင်ပါပါလေးကို ချုံပေးကောင်းဖိုးအောင်ရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တယ်တကယ်တော့ဖိုးအောင်ရဲ့စိတ်ထဲမှာညောင်မေအိုကြီးလဲသွားကြတဲ့ကတန်တရာတန်လန့်ရှိနေကြတယ်တော်လီခုတ်ပြီးသွားတာနဲ့ ညောင်မင်းကြီးနေရာမှာရုပ်ကစိုးစင်စောက်မယ်လို့လည်းစိတ်ကူးရှိတာပြီးဖြစ်ပါတယ်ဖိုးအောင်တို့ရဲ့ရာခွက်တီကြီးကတကယ်ခုတ်ထွန်းလိုက်တဲ့ခါမှာမှန်ထားတာထက်ပုံမပီးငါးဤကထက်မနေပြန်ပြူးကျယ်ဝင်ပါတယ်တချို့တလေသောတင်းငုတ်ကြီးများသာကြံတော့ပြီးတော့ငုတ်တို့ငုတ်ငယ်များကိုကြော်လွားရှောင်းကွင်းထွင်ရက်လျက်ပဲဒီစိမ်များစိုက်ပြူးကျယ်ထားပါတယ်မြေယာတဲ့လက်ဖြင့်မိုးကြောင့်မိုးလီကလည်းအစဉ်ပြေသဖြင့် ပရိသေငင်းကြီးကတခွင်တပြင်းဖြစ်ထွန်းလျက်ရှိပါလေ။ရက်ခွက်ရဲ့အလဲကောင်းပေါင်းတည်သက်သက်တီးဆောက်ထားသောရုပ်ကစိုးဆင်လေးကိုတော့ဖုံးကွယ်လို့မတက်ရှိနေပါလေ။တချင်းချင်းမိုးချိန်တန်ကိုကြားရပြီးတဲ့နောက်အတေးစင်တော်ချိုင်းဝင်းနဲ့မိုးဝင်နေပြီဟာကြည်စမ်းတို့လေတွေရေလိုနေရနဲ့တော့အတော်ပဲဟေးမဟုတ်ရင်ဆယ်ဝသွားပြီးလက်တံပြင်ထားအောင်မှဖြစ်မှာဟုတ်ပါတော့ တဲကြီးမဲကြီးကိုရွာချနေကြပါလားစင်ရုပ်တော်မမြင်ရတော့ဘူးတော့ဘဲကင်းထဲမှာဘောင်းမြတ်များကိုလင်မယားနှစ်ယောက်တော့ချွေးတပြည့်ပြည့်နဲ့လိုက်လံပြီးတော့နှုတ်နေကြပါလေဖူအောင်က တွင်ကျော်အောင်နှုတ်ပြီးပုံရုံနဲ့မကောင်းရာစီယုတ်ထီတဲထုံနဲ့မောရပန်းအမမတိပဲပြပန်းခက်လို့နေပါလေထိုချိန်မှာပဲဘိုးချုပ်နံထက်ကြားရပြီးတဲ့နောက်မဖြစ်တော်ဘူးအတင်းရေဘိုးကဒီဘက်ကိုတောင်ဆင်းလာပြီး တဲပြန်ပြီးထမိတ်ချက်ရင်သိစေစရာရှိကြလေးတွေသိကြတော့ဟာကလေးနှစ်ယောက်ကျောင်းကပြန်လာရင်စာလုံးလာကြမှာအေးမတော့တစ်ခေါက်နှစ်ခေါက်လောက်သိလိုက်ပါဦးမယ်မဟာကျန်ဝမ်းမှာယူရတော့မိုးကျောင်းကိုဖို့အောင်ကောင်းကောင်းတည်ပါတယ်စေယုတ်ကြီးပေဖုံးသွားတဲ့အထိမိုးရွာပြီးဟဲ့ဆိုရင်ရေတလျှောက်မှာရေများကျလာတဲ့ကဲ့သို့တောင်ကြရေမြောင်းတလက်ဟောဆင်လာကြပါတယ်ရေဦးနဲ့တွေ့တော့တော်ကြီးရောကြီး ပစ္စည်းများကိုမဆိုးထားနဲ့ကျွေးနွားအစာရှိသလောက်ကြည့်တော့တတဝါများတော့ရေလုံးရိုက်ပြီးတော့တဲဖုံသွားနိုင်ပါလိမ့်။တလကြံစီစဉ်လာတော့ရေကရေအိုးထဲမှာရေကိုတွင်ချလိုက်တဲ့ကဲတို့ရှိလို့မြန်ဆန်လွင်လာပါလိမ့်။ရှေးကရေဘော်ကိုနောက်ရေထပ်ပြီးတော့လိုက်တဲ့ဖြင့်တခါတည်းမှာရေချင်းခွက်ပြီး အလေလိုက်တောင်းလိုက်တက်သွားတော့ရေလုံးသေလုံးကြီးကကြောက်မက်ဖွယ်ရကောင်းလာပါလိမ့်။ကဲကဲကျုပ်ပြန်မယ်တော့ ကလေးတွေကြောင်းစင်းတော့မှတော်လဲတခါလေးလိုက်ခဲ့ပေါ့ငိုကြလာလို့ထင်းနေရေစုံကမှဓမင်းချက်မရပဲဖြစ်ပြီးခတ်နေဦးမတော့မတင်ပြန်သွားပြီးတဲ့နောက်ကျောင်းကပြန်လာမဲ့ကလေးနှစ်ယောက်ကိုဆောင်းရင်ဘိုးအောင်တယောက်ထည့်တမိမိလောက်ကိုင်းနေပါလေအင်ဘလက်တဲကုန်းကိုသွားတဲ့လမ်းမှာဒီရခင်းဆက်မှာသွားတယ်တတဲနဲ့တတဲတစုနဲ့တစုကမနေမကန်ခလန်းလန်းများဖြစ်ကြလို့လှန့်ကြည့်ရင်တော့မြင်နေကြရပါသေးတယ် ပြောအဖေအဖေသမီးတို့အဲ့ဒီကိုလာမလို့ဝုတ်တက်နေတဲ့ဖြင့်ဆီယမ်မကအနေငယ်ဆိုပြီးကြောင်လွှတ်ပေးလိုက်ရောလွေကိုဒီလွှတ်ပြီးပုံမနဲ့ဖိုးတော်တို့မောင်နှမနှစ်ယောက်ပြန်လာကြပါလိမ့်ရခင်ထိပ်ရောက်ပါသူ့ဖေကိုလမ်းမြင်တဲ့ဖြင့်ခက်တော်တော်ရှိတဲ့ပုံမကအော်ခေါ်ရောင်းအလုတ်ထဲကိုစိတ်ရောက်နေတော့ဖူးအောင်ကအတန်ကြားလို့ကောင်းထောင်ကြည့်လိုက်တယ်သမီးရေဒီကိုမလာခင်းနဲ့တော့မောင်လေးနဲ့အိမ်နာကနေရက်နေအဖေလာခဲ့မယ်ဟုတ်လား ိုးအောင်ကကလေးနှစ်ယောက်ရက်နေရကိုပြပြစိုးစိုးသွားပြီးတော့နှစ်ဖူးကစီကြနေတဲ့ချွေးမြောက်ကိုပစိုးရဲ့အထက်ဆောင်နဲ့တုတ်လိုက်တယ်။ညော့ညော့သားကမေမရဲ့လွဲကိုပါယူပြီးရှေကနေသွားနဲ့အဖေတို့ကနွားတကောင်စီဆွဲပြီးတော့ပြန်လာခဲ့မယ်ဟုတ်လား။ပိုးအောင်ကပုံမရဲ့လွဲကိုသားငယ်ဖိုးတော်ရဲ့ပခုံးမောင်တိုင်းပီးရင်နဲ့ပြောလိုက်တယ်။ဖိုးတော်လေးကတော့လွယ်နှလုံးကိုဘိုဒီဘက်ဒီလွယ်လို့မြခင်ဖုံများနဲ့မလွတ်ဖဲတရွေဆွဲကော တုံ့ပဲတုံ့ပဲနဲ့သွားနေနေပါပြီနေဝင်ဖြုတ်ပြအိတ်တန်းဝင်ကားသားဖြစ်လို့တောကျက်တောခံမြောင်းတွင်မီတန်းဂျုံငတ်ကုတာဘုံငတ်တို့ရဲ့ဤတန်းမြောင်းကြာနေရတယ်တဲရှိမှရှိတဲ့မကြီးပင်ပေါ်မှာလည်းစရက်ငတ်စာဘူးတော်ငတ်အစရှိတဲ့ငတ်မြောင်းပွက်စီညံလို့နေပါလိမ့်မကြီးပင်အော်ကုပြစ်ပေါ်မှာဖူအောင်တို့မိသားစုလေးဦးဝိုင်းစုပြီးတော့ခေါင်းချင်းဆိုင်တို့ညစာထမင်းစားနေကြတယ် ခါတိုင်းဆိုရင်ဒီချိန်မောင်းထမင်းမစားကြသေးပါ တက်ခဲသုံးလုံးတဲ့မိကျိလေးကိုအပင်ကိုင်းမြမချပြီးမိအောင်နဲ့မှ ထမင်းစားဖြစ်ကြတယ်ခဏိတောင်မိုးတက်ဆိုပြီးထမင်းကျက်နေပြီဖြစ်လို့စားပြီးတော့လည်းပြီးကြပဲဆိုပြီးမိမထွင်းမီစားနေကြခြင်းဖြစ်ပါတယ်မဖြစ်ဘူးတော့ကြတောင်ကြရေတွေဆင်းလာလို့ရေတွေနောက်ကုန်ဦးမယ်မနက်ခင်းသုံးဖို့ရေနေနဲ့တေထားမှ မတင်ကထမင်းစားပြီးပြီးချင်း အတွေးများပေါ်လာပြီးတော့လှိုက်တက်လို့မြေဝကြီးတလုံးကို လက်ကနေဆွဲပြီးကြောက်ဖျားချောင်းထဲကိုခတ်တော့တော့ဆင်းသွားပါတယ်။သမီးရဲ့စာပြန်ရေပုံသေးလေးဆွဲပြီးအမေနောက်ကိုလိုက်ခဲ့အောင်နော်။မတ်တင်ကချောင်းထဲဆင်းသွားရင်ပေါ့သမီးကိုလှည့်ပြီးမှားနေပါသေးတယ်။ပေါ်လေခုနက စကြက်မှာဆွဲလာတော့နော်တချင်းကို အပင်များမှတကောင်နဲ့တကောင်မခွေ့ရန်အတွက်ခွဲပြီးချင်နေပါတယ်။ ထိုချိန်မှာပဲဖူအောင်ရဲ့နားထဲမှာတဘုံဘုံတဘောဘောအတမ်းများကြာနေရပါတယ်လေမော်တိုင်းတိုက်ခတ်တန်လို့ရေတံများလို့လို့ထင်ပြီးခဏရက်ပြီးတော့နာဆွန်လိုက်တယ်သူ့ရဲ့ခေါင်းထဲကိုအတူတစ်ခုချက်ချင်းဝင်လာသဖြင့်နွားများကိုကမန်ကရန်ချီနှောင်ပြီးတဲရှိရဘက်ကိုအစိုးတလင်ပြန်လာခဲ့ပါတယ်ဟာတာဖို့တော့မင်းမင်းနဲ့မမတို့ရောကွာဖူအောင်ထိတ်ခဲနေဖြစ်ပြီးပြန်လောင်ခတ်သွားတယ်ချောင်းဘက်ကို ဖို့တော်ကလက်ညှိုးထိုးပြတဲ့ဖြင့်ချောင်းထဲကိုဖူးအောင်ပြည့်စင်လိုက်ပါလေ။ဟာရီရီစေရီရီစိုက်နေတာပါလား။ဒါမှဒုက္ခပါပဲကွာ။ကြောက်ပြချောင်းထဲမှာတောင်ကျရင်မြောင်းအလိမ့်လိုက်တပင်းကြီးထိုးစင်းနေလို့ပြည့်စင်လာတဲ့ဖူးအောင်လေးရှေ့ကိုမတူရတော့ပါ။ကပယံပြိုလဲပြီးမြောပါလာတော့တပင်းမြောင်းအမိုက်တရိုက်ဒိုင်တရုံမြောင်းပတ်တက်လာတော့ရေမြကြောက်နောက်ပြန်ဆုတ်ခရရတယ်။အတည့် ။တမီးရဲ့မဲတင်တမီးဟဲမဲတင်ဖိုးအောင်ကလက်ဘဝနှစ်ခုကိုပါဇက်မဆုခဲ့ပြီးမမြင်ရတဲ့ဇနီးနဲ့တမီးလေးကိုစုံညာနေသောရေသားများကြောင့်မှယန့်တန်ပြီးအော်ခေါ်နေရပါလိမ့်။ယင်းနဲ့အိုးဖင်တယ်များသလိုဖြစ်ပြီးဟိုးပြေးလိုက်ဒီပြေးလိုက်ခြေပြထောက်ပြီးအော်ခေါ်လိုက်နဲ့အတန်များပြဝံလို့နေပါပြီ။အတည့်ရဲ့တမီးရဲ့တမီးဟိုးပြေးဒီပြေးပြာကြီးပြာရဖြစ်လျက် ထွေးတိကြောဘောကဆိုင်နေရှာတော့ဖူအောင်ဟောတီတီငိုလျက်နှစ်ဘူးတလို့တုံရင်လို့နေပါပြီ မတိမကမှာရှိတဲ့ဒဲသူမြတ်မှာဖူအောင်ရဲ့အော်ဒန်တဘောဘောရည်တဲ့များကိုကြားနေရတဲ့ဖြင့်ရုပ်တဲတဲ့ပြည်လာကြပါလိမ့်တမိမင်းနဲ့တဘောဘောငုံနေတော့ဖူတော်လေးကိုကြီးလေးမြိုင်ကပွေချထားပြီးဘာကြီးမြန်နဲ့တကွာလက်နေတမိမြတ်ကိုစီကမ်းပြီးဝင်းဝင်းရောက်လာကြပါလိမ့် ီတော့ကမခုတ်ဘူးအတင်ကတားပါသေးတယ်ဗျာကျုပ်ကကကျုပ်ပါဗျာကျုပ်လောဘကြီးမိလို့အခုလိုဖြစ်တာကျုပ်ကြောင့်တမီးလေးနဲ့အတင်တည်ရတာလှုပ်ကြပါဦးဗျာတမီးလေးနဲ့အတင်ကိုကယ်ကြပါဦးဗျာဖြေပါဖို့အောင်ရာတဲသားတွေအောက်ဘက်သမုံမြို့ဝထိလိုက်ရှာနေကြတဲ့ဟာပြန်တွေ့မှာပါကွာမင်းကိုတော့ကလေးပါငုံနေတယ်ကွဖြေသိပ်ပြီးနေပါကွာပါကြီးမြတ်ကဖိုးအောင်ရဲ့နေဘေးမှာထိုင်ပြီး တက်တိတ်ပြနေပါလေနေမင်းသူတွေကလည်းအနောက်ဘက်ဘောကုဆဝိုင်းမှာငုံရှိုးတော်ပြီးဖြစ်လို့မှောင်မဲစာရှိနေပါပြီမကြီးပင်မောင်မတောက်တဲ့မောင်နှံလေးအခုချိန်ဆိုရင်ဖုံမမြူသားပြီးနေကြဖြစ်တော်လေစိတ်မကောင်းကြလို့ထင်ပါလေညင်ကြတာကောင်းလို့နေပါလေဆိုင်သူဟုတ်ကဲ့ဆိုင်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါလေစေဝင်စားပွဲတတိတံဝေကရပွဲအောင်တတိရင်ဖို့ဖြစ်ရမန်ဇလန်ကောင်းလေးကို ။ဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအမေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီး comment မှာဝင်ရောက်ဆွေးနွေးညှိခုံတော်လို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်လာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။ အလုံးမားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်းလှုပ်ဝှက်ဆန်းကျင်းဒဲရရင်ဘူးဝရလောကခမ်းမီရယမတန်မူခင်ဖြစ်ရဲ့မန်ဇလန်ကောင်းများစွာကိုမိစမပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ